ြာဒီကနန်းသုံးလုံးခွန်ဒီကနန်းသုံးလုံးခွန်ဆိုတဲ့ကနန်းကိုခွန်ခွန်ကိုကိုရိုက်တဲ့နေရာမှာဒီနံပါတ်ခွန်ထည့်ပြရတယ်နော်ဒီနံပါတ်ခွန်ဆိုတဲ့ကနန်းထည့်ပြရတယ်ဒီ6တုံညာ3ဆိုတဲ့ကနန်းကသုံးလုံးကိုပြန်နော်အဲ့ကိုဆိုတဲ့ကနန်းကိုနံပါတ်9ပါလို့အလေကနန်းကိုထည့်ပြနေပို့နော်အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ကနန်းထည့်ရမှာနံပါတ်1နံပါတ်6နံပါတ်4 ဲ့ကနသုံးလုံးနဲ့ဆိုရင်ကနအလေထိုင်ကိုထည့်ပြပေါ့အလေထိုင်တော့စိတ်မချရအောင်နော်ကနပုံစုံစကွတ်တီကြီးတော့ရှိတယ်ဒါပေမဲ့ငူအရာပဲခြာသွားတယ်နော်မတ်နော်ဒီတတ6ဆိုရင်ကနရှစ်ဖြစ်တယ်အဲ့နံပါတ်6အလေထိုင်နံပါတ်6ဆော့မယ်နော်ဝါမေကုန်းကွာ အဲ့လေတိုင်းတော့ဘတ်ရှိပြတော့အဲ့လောက်ဆိုတော့တဘောပေါပါလေဒါသုံးလုံးခွန်ဗျာဒီနဘခွန်ကျွန်တော်ထည့်ကြတယ်ဗျာအဲ့ခွန်ကဘာကြောင့်ထည့်တာလဲဆိုတော့ဒီခွန်သုံးနေဆိုရယ်ကဏ္ဍလေးရှိတယ်ဗျာဒီခွန်သုံးနေဆိုရယ်ကဏ္ဍလေးရှိတယ်ဒီကဏ္ဍသုံးလုံးနေကဏ္ဍထည့်မယ်ဒီနဘခွန် ဘာဖြစ်စောစောပြောပြီးဒီကိုကိုငါတုံးလို့ဒီကောင်ဒီနှလုံးတုံးရိုက်တာလို့ဒီတုံးလို့ငါနဲ့ဒီတုံးလို့ငါတုံညာရဲ့သူ့အော်နံပါတ်ခွန်ရိုက်ပါလို့ဒီတုံးလို့ခေါ်လန့်ထဲတော့လို့ဒီကောင်ဒီကနန်းတုံးလို့နဲ့ထဲထားတယ်လို့အဲ့ဒီနှစ်ကိုဒီနံပါတ်ငါအလုံးပြန့်လုံလို့ဒီငါတုံညာခွန်ဆိုရယ်ကနန်းဒီငါတုံညာခွန်ဆိုရယ်ကနန်းကိုနဲ့လို့ထဲလို့နော်ဒီနံပါတ်ငါရဲ့နံပါတ်တုံညာနံပါတ်ခေါ်ပါလို့ထဲမလဲနဲ့လို့ထဲဒါရှင်းပြတော့ဇလန်းကပြီး ဟို one one man show ရိုက်မဇလန်ဒါအတုံးလုံးကိုယ်လည်းကိုယ်ထဲတာဘာလို့ထဲလဲဆိုတော့အဲ့တော့ကလည်းသူဘာထဲလိုက်လဲဆိုတော့လေဒီကိုယ်ရဲ့တုံညာရဲ့ဒီတုံးရဲ့ဒီကောင်ဘာထဲဆိုနစ်ဆိုလေကနမကောက်ထဲထားလားအဲ့နစ်ဆိုလေကနကိုချာမှာအဲ့နစ်ဆိုလေကနကိုကျွန်တော်တို့ဒီအလေတိုင်းနံပါတ်ကိုဒီနံပါတ်6ရဲ့ဒီနံပါတ်9ရဲ့နံပါတ်9ရဲ့နစ်လို့ထဲမယ်နော်ဒီကို ုံညာသုံးဆိုတဲ့နှစ်ကြီးကိုဒီ6ခု9ခုနှစ်လို့ထင်ပါဒီ9ဆိုတဲ့ကဏ္ဍပြောပြပြီဒီကဏ္ဍသုံးလို့နှစ်ဒီနံပါတ်နှစ်ကိုထဲတယ်ဆိုရင်ကဏ္ဍကဒီမှာ336ကိုအဲ့ဒီတော့ကသူနှစ်လို့ပဲဖော်ခဲ့တယ်ဒီ336ဆိုရင်ကဏ္ဍနှစ်လို့ဖော်ခဲ့တယ်သူကနှစ်ပဲဖော်ခဲ့တယ်ဗျာအဲ့ဒီတော့လေဒါအချင်းချင်းမရှင်းတာပြန်ဒါသုံးလို့နှစ်ပဲဖော်ခဲ့တယ်အဲ့နှစ်ဆိုလေကနာသူရိုက်မှာဒီနှစ်ရှစ်နှစ်ဆိုလေကနာရိုက်မှာဒီနှစ်ရှစ်နှစ်ရိုက်မှာ နော်အဲအဲ့လိုပဲထားနောက်ပူလေးသူကလည်းသူလာလိုက်မဒီညဖွင့်ပွဲညဆိုတော့လေဒီတခါကုကုတို့ရေဒီသုံးလို့ရှေ့ဒီနာပါရှေ့ထဲရာဒီကောင်ဒီသုံးလို့နစ်ကြီးရိုက်တာမဟုတ်ဒီသုံးလုံးကိုးဆိုတယ်ခဏရိုက်ထားတယ်ဗျဒီသုံးလို့ကဘာလဲလဲကိုးလို့ရိုက်တာသူလို့နစ်ကြီးရိုက်လာတာမဟုတ်ဒီမှာသုံးလုံးကိုးဆိုတယ်ခဏသုံးထိတ်တယ်ရိုက်လာတယ်ခဏအဲ့ခဏသုံးလုံးကိုးဘာရိုက်မလဲဆိုတော့ဒီအလေးတိုင်းနံပါတ်1ရေဒီတုံညာရေရှေ့ရေရိုက်မှာနော် ဒီတည့်ရဲ့ဒီတုံညရဲ့ဒီရှေ့ကို၉ပါလို့ဒီရှေ့ရှေ့၃ဆိုရယ်ကဏ္ဍရိုက်မယ်ဒီကဏ္ဍသုံးလို့နဲ့အလဲတိုင်းထဲတယ်ဆိုတော့ဒီနှစ်ရှစ်နှစ်ဆိုရယ်ကဏ္ဍနှစ်ကို၃၃၆နေထည့်မယ်၆တုံညသုံးဆိုရယ်၉ဆိုရယ်နံပါတ်ကိုကျွန်တော်၉တုံညသုံးကိုနှစ်ပါဆိုအဲ့၆ခွန်၉နှစ်လို့ထည့်မယ်ငါခုငါဆိုရယ်ကနနံပါတ်ခွန်ကိုထည့်တယ်ဆိုခွန်3နှစ်ဆိုရယ်ကနငါတုံညာခွန်ထည့်မယ်အဲအဲ့မှာနံပါတ်6ဆိုရယ်ကန ဒီမူဘာကိုရိုက်နေလဲဆိုကိုသဘောပေါက်ကြည့်ဒါလောလောဆယ်ဘာမှမပြရဘူးဂျာပဲပြရသည်เนาะပြီးကျွန်တော်ရှင်းပြမယ်ခါတယ်သူစဖွင့်တာဒါတစ်ဘရိတ်ပြတစ်ဘရိတ်နှစ်တုံညာကိုဆိုရကနတစ်ဒါလည်းမူမဟုတ်သေးဘူးကနမရှိသေးအဲ့တဲဆိုတာဒီ9ခုခွန်ဆိုတဲ့ကောင်ရိုက်မယ်ဒီ9ခုခွန်ဆိုတဲ့ကောင်ရိုက်မ အဲ့ဒီနှစ်တုံညာကိုတဲဆိုရယ်ကနောက်ဒီငါးကိုခွန်ဆိုရယ်ကနောက်ရိုက်မထိစီရိုက်တော့မထိစီရိုက်တော့ဒါခွန်ဘရိတ်ဒါခွန်ဘရိတ်အဲ့ခွန်ဘရိတ်ဆိုတာဒီ368ဆိုရယ်ကောင်းရိုက်မဒီ368ဆိုရယ်ကောင်းရိုက်ဘာရိုက်မလဲဒီ368ဆိုရယ်ကောင်းရိုက်မအဲ့ဒီခွန်ဘရိတ်ဆိုရယ်ကနောက်ရိုက်မကဲဒီခါသူထွက်ထားတာ68ခွန်ကတစ်ဘရိတ်ဘာထွက်ထားလဲတစ်ဘရိတ်အဲ့တစ်ဘရိတ်ကိုရိုက်မထိစီဆိုရယ်ကနောက် Nah nah, bangar, nah Baaya, werene, koyo, na balé na banga na bane ku yenge ba yai me da le nga ne so le kana wo ba yai me di tip ri ji wo yai me a ku tu kana ba wo the da so le ka thong thong nya ku so da ne pri ji phin ni bi di ka lo ai ne pri so le kana wo ke chong nga de so le kana sa yai me chong nga de ba ye jen ne yai le di la di jen le di mo ya ai te she ba ye jen ne yai le so ဒါဘောဗျာငါတို့ပေဒီပက်တီလေးပြောခဲ့ပြီဆိုတော့ဒီခါတော့သူ့အလေဘောဗျာဒါသူ့အလေထဲနေကနန်းလာလို့ရှိဒါတရှိရဲ့ကနန်းကစားကွယ်ပြားနေနော်ကဲဒါဆိုဒီနံပါတ်၁ကိုကိုကိုကြီးသူ့လိုလေးရှင်းပြဆော့ဆော့ကပြောတယ်သုံးလုံးခွန်ကဒီနံပါတ်ခေါ်တဲ့ဒီကောင်ပါလို့ထဲလေခွန်၃နှစ်နှစ်ဖြစ်တယ်အဲ့နှစ်က၅၃ညာခေါ်နေမို့လို့သူ့လိုနှစ်ထပ်ကွာမျိုးကနန်းညင်တဲ့နံပါတ်မျိုးဖြစ်အောင်ပြ နှစ်တုံညာကိုဆိုတဲ့ကနအတက်ဖြစ်တဲ့ငါကိုခွန်တက်တော့ဖြစ်တဲ့ဒီခွန်ပါလို့ရိုက်တာလေဘာဖြစ်လို့ရိုက်တာလဲဒီခွန်ဟုတ်ပြီဘာလို့ရိုက်လဲဆိုပြုတ်ပြန်မယ်နင်းစီကိုတော့စိတ်ရှိတာလည်းမရှိတော့ခံလို့နော်အဲ့တော့ကျွန်တော်တို့ဒီပါဒီငါပြီဗျာဒါငါပြီအဲ့ငါပြီကဒီကနသုံးလုံးငါနဲ့ဘာရိုက်လဲတုံညာလို့ရိုက်ခဲ့တယ်လို့ပြောခဲ့တယ်ဗျာနော် မတုံညာလို့ပြောခဲ့တယ်။အဲ့ဒီတုံညာဆိုလေကနဒီနံပါတ်၄ရဲ့နံပါတ်ခွဲနံပါတ်9ကိုဘာလို့ချိန်ပြီးရိုက်တာလဲ။တုံညာဆိုလေကနရိုက်တယ်။ဒီနံပါတ်ခွန်ထဲတာလို့ဒီနှစ်တုံညာ9တက်ဆိုတာဒီ9ခွန်တက်လို့ဒီခွန်ရိုက်တဲ့ရည်ရချက်ကဒီမှာ9ဘရိတ်နဲ့3လုံး9ကိုတုံညာလို့အဲ့ဒီတုံညာ၄ခွန်9ကိုရိုက်တာလို့။ကဲဒီမှာခွန်ဘရိတ်တပါးကြီးလေခွန်ဘရိတ်ပေါ့ပြီး အဲလာ sorry ဒါငါငါ sorry ဒီ၃ပြိတွေထဲရမှာကိုကနန်းဒီထွက်တဲ့အပင်နေချာမှာဒီ၃ပြိအဲ့၃ပြိနဲ့ဒီကနန်း၃လုံးခွန်တယ်ကိုဘာရိုက်လဲ၃ညာလို့ရိုက်တယ်ဒီ၃ပြိနဲ့ဒီ၃လုံးခွန်၃ညာလို့အဲ့ဒါဆိုလို့ရှိဒီခွန်ပြိကိုဒီကနန်း၃လုံးခွန်၈ပါလို့ထဲတာလေဆိုတော့အဲ့ဒီ၅ရှစ်ခွန်ဆိုရင်ကနန်းဘာကိုရိုက်လို့လဲ၃ညာဆိုပြီးကနန်းရိုက်လို့နော် အဲ့တော့ကျွန်တော်143ပြီးတော့ခုံခုံကိုပြီးဒီ19လေးအလေဒီ19လေးလေအဲ့တိဘရေအဲ့တိဘရေကဒီကနန်းသုံးလုံး9နဲ့ဘာရိုက်လေတုံများလို့ရိုက်ထားတဲ့ရှင်ဒါလို့ပြောပြီးတော့ဒီသုံးလုံးတင်းစွာဒီနှလုံးတင်းလို့လဲခြားထားတဲ့ရှင်ကဲထားပါတော့ဒီတိဘရေနဲ့သုံးလုံး9ကိုတုံများကဲဒါဆိုရင်68ခုဆိုတဲ့တက်ကြီးက4 5နှစ်ကိုတက်လို့ထဲဒီနှစ်ပါလို့ထဲတာလေတင်းနှစ်ခုဆိုတဲ့ကနန်းကဘာကိုရိုက်လို့လဲ တုံညာကိုရိုက်လို့ကဲကနားမကိုက်ပဲဇွတ်ထဲရောဖြစ်မလားအကိုက်မဲ့ထင်လို့တော့ချားပြီပေါ့ဒါအဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒါကိုဘရိအကိုဘရိဒီကိုဘရိနဲ့ဒီကနားတုံးလုံးတင်တာဘာဖြစ်လဲတုံညာအော် sorry ဗျာဒီမှာ sorry ကနားလည်းဝိုင်းဝိုင်းနဲ့ဒါတစ်ဘရိဒီတစ်ဘရိနဲ့ဒီတုံးလုံးကိုးနေဆိုရင်ဘာဖြစ်လဲတုံညာအဲ့ဒီတုံညာဖြစ်တယ် ဒီနှစ်ပြည့်ကြီးကိုဒီ653ဆိုတဲ့ကနေနှစ်ဖြစ်အောင်ဘာလို့ရိုက်ထဲတာလဲ391ကဘာဖြစ်နေလို့လဲ300ဖြစ်နေလို့တဘောမပေါ့ကြီးတချို့တွေလည်းတခါပြန်ရပြီနဲ့တကယ်တမ်းလက်တွေ့ပြန်ပြကြည့်ခါလို့မပြတတ်ဘူးနာအခုကြည့်တဲ့လူကတခါလည်းတဘောပေါ်အာပေါ့လို့ပြောပြတယ်ထိတ်စီပြန်ပြောပြမယ်တာငါးပြိငါးပြိသုံးလုံးငါးနဲ့သုံးညာ အဲ့ဒီတုံညာဆိုတာဒီ၄ခွန်၉ခုတုံညာလို့ကုတာအဲ့ဒါဘာလဲဒီကောင်တစ်ဘရိတ်ရှိလို့အဲ့ဒီတစ်ဘရိတ်က၅၉ခွန်ဖြစ်လို့ဒါ၃ဘရိတ်၃ဘရိတ်နဲ့၃လုံးခွန်တုံညာအဲ့ဒီတုံညာဒီ၅၈ခွန်တုံညာဘာလို့ရိုက်တာလဲရိုက်မှာဘောဒီကောင်ခွန်ဘရိတ်ဆိုရေခဏ၃၆၈ခုခွန်ဖြစ်လို့ဒီမှာတစ်ဘရိတ်တစ်ဘရိတ်ကို၃လုံး၉နဲ့တုံညာအဲ့ဒီတုံညာနံပါတ်၁နံပါတ်၂နံပါတ်ခွန်တုံညာဘာလို့ရိုက်တာလဲရိုက်မှာဘောဒီ၃လုံး၁ကဒီ၄၅နဲ့တစ်ဖြစ်လို့ဒီမှာတစ်ဘရိတ် သုံးလုံး၉နဲ့၃ညအဲ့ဒီ၃ညကို၃ညတစ်ကိုကို၃ညဘာလို့ရရိုက်မှာဘော၃၃ညကိုနစ်ပရိဆိုတော့၆ငါးတင်နစ်ဖြစ်လို့ဒီတစ်တီရှစ်တီရှင်းပြရနောက်ကနားပြန်တော့ဟိုကောင်းရတော့လုံးမလားမသိဘူးဒါသုံးလုံး၃သုံးလုံး၄တို့ဒီကောင်သုံးလုံး၅တို့ဒီကောင်သုံးလုံး၆တို့ဒီကောင်သုံးလုံး၇တို့ဒီကောင်သုံးလုံး၈တို့ တဘောပေါတဲ့တော့ဓာတ်၃လုံး၃တို့ဓာတ်၃လုံး၄တို့ဓာတ်၃လုံး၅တို့ငါးသုံးရှို့6တို့ငါးသုံးကိုခုံးတို့ငါးတနေ့ရှစ်တို့ဒါသုံးလို့သုံးလို့သုံးလို့၄တို့သုံးလို့၅တို့သုံးလို့6တို့သုံးလို့ခုံးတို့သုံးလို့ရှစ်တို့အဲမှာဒီကနေသုံးလုံးသုံးလို့သုံးလို့၄တို့သုံးလို့၅တို့သုံးလို့6တို့သုံးလို့ခုံးတို့သုံးလို့ရှစ်တို့အဲ့တော့ဒီသုံးလုံးသုံးတို့သုံးလို့၄တို့ သုံးလုံး၅တို့သုံးလုံး၆တို့သုံးလုံး၇တို့သုံးလုံး၈လို့ရိုက်ရင်နံပါတ်1နှစ်ကြီးကစားဖို့နှစ်ကြီးရဲ့ကစားဖို့ကနန်းရိုက်မယ်ဆိုလို့ရှိရင်နော်နှစ်ကစားကွက်ကိုရိုက်ပါဆိုရင်ပြမလို့ပဲနော်နံပါတ်2ရဲ့ကစားကွက်ကိုကိုကိုပြပါဆိုရင်တော့ ကျွန်တော်ပြရင်နောက်လူတွေချာမှာပြန်တော့ချာလဲကုလူရတာဘူးလေနော်ကုလူဆိုလဲယူတတ်မရမှာဘူးနော်နေကြီးနေဆိုကောင်းလားတင်းနေဆိုကောင်းလားအဲကာလို့နော်ဘာနဲ့ဆိုပြရင်ကောင်းလဲနေကြီးနေပဲဆိုပြရင်ကောင်းမလားနေကြီးကတော့အပိုင်နေပဲကွာနော်တင်းမဟုတ်နေပဲနေကပူပိုင်နေဒီကော ဒါလေးဟိုမူထားလိုက်ခန်းတော့ပြီတလို့ကကနန်းတေဘောအလေထိုင်နဲ့စုံပလုံးတုံးနေရပဲဒါတော့တိတန်ရိုက်ပြတာပွဲဥထွက်ညမလို့ဆိုပြီးတော့စီရောရှိတာလေဒီကလက်ကြီးရိုက်ခဲ့မှုပဲဒီဘောအေးအဲ့လိုဆိုရင်တော့อืมလက်ကြီးရိုက်တဲ့မှုကပြောတော့မယ်ပြန်နော် tôi đi tàu ngã xuống cái nào hổ là ở sorry thấy xin đấy đi tàu ngã xuống cái nào nó đi ngã tiếp cú xuống ngã cho nó đi không cú cú toàn ngã rồi vậy đi mua nhà bây giờ nó xây dựng thằng là bắt cá rồi vậy đi ngã tiếp cú ở đi ngã tiếp cú xuống ngã đi cái nào nó luôn trong này nó cú này toàn ngã rồi đó ပကားလေးပဲဒီတပတ်လေးကိုထင်းတော့ဩကောင်ကြီးဘာကြရပါမသိနောက်ပိုင်းကြလာမကြည့်ဘာထိုးရမှာမကြည့်ဘူးဆိုလာအောင်မကြည့်ဒီ6 6ဆိုတဲ့ခုံကိုဒီ3လေးဆိုရင်ကနေရိုက်ဒီ3လေးဆိုရင်ကနေရိုက်ဒီ9 6ဟော9 5အဲ့ဒီ9 5ဆိုရင်4ဆိုရင်ကနေဒီ9 8ခွန်ဖြည့်ရမယ်ဒီ9 8ခွန်နောက်ခွန်တော့ရိုက် ကောဒီပွဲမှာဒီနှစ်ခွန်ငါဆိုတဲ့လေးပြအဲ့လေးကိုဒီကောင်ကိုသုံးနှစ်တော့ဖြတ်ရိုက်မယ်ပြန်နော်အဲနောက်နှစ်ကိုပြသွားလေဘာဟုပြလဲဆိုကူကွာလေဒီ919ဆိုတဲ့ဒီကနန်းသုံး9လို့ဖြစ်ဒါဒီထိတ်စည်းနေပြောပြမယ်နော်ဒီနောက်ကနန်းနှလုံး6ဒီနောက်လုံး6နဲ့ဒီနောက်9ကိုသွန်ငါမယ်နော်ဒီ6 9 6ဆိုတဲ့ကနန်းခွန်လို့ဖြစ်ဒီနောက်လုံး3နဲ့ အိုဒီလေးတကောင်နဲ့တော့ခေါ်မယ်နော်ဒီကိုတုံညာငါဆိုတဲ့ကနားကိုလေးလိုရိုက်ကိုတုံညာငါကိုလေးလိုရိုက်ဒီနောက်လုံးခေါ်နောက်လုံးခေါ်နဲ့ဒီနံပါတ်ခေါ်နဲ့လေးလိုတော့ရိုက်မယ်ဒီနိခေါ်ငါဆိုတဲ့လေးလိုရိုက်သေးတာနဲ့ဒီမှာဒီကနားနှလုံးနဲ့အဲ့ဒီနေ့နောက်ကနံပါတ်နဲ့ကိုဘာလို့ရိုက်မလဲလေးလိုရိုက်မယ်နော် ဲ့ဒါတော်တော်အရေးကြီးတယ်အဲ့နံပါတ်နှစ်ကလေးနာဒါထားပါတော့ဒါ dish နဲ့ပြုတ်ပြကဲကျွန်တော်တို့ dish နဲ့တော့ပြောယုံပြောပြသွားတယ်ပေါ့နော်ပြောပြသွားတယ်ပေါ့ခါလို့ဒီနံပါတ်နှစ်နဲ့ပတ်သက်လို့ကနာထွက်လာခဲ့ရင်ပေါ့နော်ခါလို့ဒီကကျွန်တော်တို့ပြောလိုက်တယ် ဒီ3လုံး3လို့3လုံး4လို့3လုံး5လို့ဒီ3လုံး6လို့ဒီ3လုံး9လို့3လုံး8လို့ပေါ့နော်အဲ့ဒါဒီ3လုံး3လို့3လုံး4 3လုံး5 3လုံး6 3လုံး9 3လုံး8ကဒီ953ဆိုတဲ့3လုံး3ဒီဒီ16ခွန်ဆိုတဲ့3လုံး4ဒီခွာပေါင်းခြင်းနေတော့6နှစ်ခွန်ဆိုတဲ့3လုံး5ဒီ938ဆိုတဲ့3လုံး6ဒီ939ဆိုတဲ့3လုံး9ဒီ91နှစ်ဆိုတဲ့3လုံး8လို့ခွာ3လုံးလိုက်ချလာမယ်နှစ်ကို အစားအသွင်းပြအဲ့တော့ကျွန်တော်ကတော့ပုံမှန်ပဲရိုက်မှမလို့ပုံမှန်ပဲရိုက်တော့မယ်နော်ဒီမှာ6 6ကြီးလွတ်နေမှာခွန်3ည5 6မှာ38ဒီကနားနှလုံး၄နေကျွန်တော်တို့ဒီကနားနှလုံး6နဲ့ပဲပြောလိုက်တယ်နော်ဒီကနားနှလုံး၄နဲ့ဒီလုံး6ကိုဘာရိုက်မလဲ3ညဆိုပြီးကနားပဲရိုက်ပြတော့လေဒီကနားနှလုံး9 အဲ့ဒီကနန်းတလုံးခွနဲ့ဒီကနန်းတလုံးတုံးနဲ့ဘာရိုက်သွားလဲတုံညာဆိုတဲ့ကနန်းတလုံးပဲရိုက်တယ်ပညာရလည်းပြလို့မကုန်ပြန်ပြန်ပေါ်ပေါ်လို့အရေးကြီးတယ်ကုလူဒီကနန်းတလုံးတအဲ့ဒီကနန်းတလုံးတနဲ့ကျွန်တော်တို့ဒီကနန်းတလုံးကိုနဲ့ဘာရိုက်မလဲတုံညာလို့ပဲရိုက်သွားမယ်နော်အဲ့တော့ဒီကနန်းနှလုံးတက်ဒီနှလုံးတက်နဲ့ဒီကနန်းနှလုံးကိုယ်နဲ့ဘာရိုက်မလဲ တုံညာဆိုတဲ့ဇလန်းအမေကျွန်တော်စားလိုက်တယ်ဒီညမှာတော့ဒါတစ်ရှစ်တနဲ့တစ်ရှစ်နဲ့မှာတကယ်တမ်းပေါ့နော်ကနန်းကနောက်ပိတ်ဆယ်လုံးလုံးဆိုင်နေပြဘယ်နံဘဘဲထထွဲ့ကြိုက်တဲ့နံဘတ်ထွဲ့တစ်ထွဲ့ရနောက်ပွဲမှာတစ်ချောက်ပဲနစ်ထွဲ့ရနောက်ပွဲမှာနစ်ခော့ပဲသုံးထဲနောက်ပွဲမှာသုံးရှစ်ပဲအဲ့လိုရိုက်လာမယ် အခုဒါကျွန်တော်တို့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်၅ကြိမ်၆ကြိမ်၇ကြိမ်၈ကြိမ်၉ကြိမ်၁၀ကြိမ်၁၇ကြိမ်ပွဲပေါ့နော်အဲ့ဒီ၁၇ကြိမ်ပွဲမှာနောက်ပါပါအပိုင်ထဲမှာကြိုက်တဲ့နံပါတ်ကနန်း၁၀လုံးနောက်မှကြက်အပိုင်ပါပါပွဲနောက်ပွဲအဲ့နေရာမှာဆွဲတိုင်တကွက်သေးဒါဒီကနန်းကိုအဲ့လောက်ထိစစ်စစ်ကြည့်ပြီးတော့ကျွန်တော်ဆွဲထားတယ်ပြီနော်